အားလုံးပဲမင်္ဂလာပါရှင်ကျမတော့ခိုင်ရဆိုပါကျမဒီ channel လေးမှာ personal finance ပတ်သက်တာတွေ career development နဲ့ပတ်သက်တာတွေကိုဝင်ညပေးလာတာဒီရှိရဗီဒီယိုလေးရှိနေပြီပေါ့နော်အဲ့တော့ဒီဗီဒီယိုလေးမှာဒီ financial step တွေနဲ့ပတ်သက်ပြီးကျမဝင်ညခဲ့ရလေးရှိရေအော်နောက်ပြီးတော့ပေါ့နော်ကျမတို့ next version နဲ့ပတ်သက်ပြီးတော့ career next version နဲ့ပတ်သက်ကျမတို့ဒီ becoming new you ဖြစ်ဖို့အတွက်ပေါ့နော်ဒီလာဖို့အတွက်ကျမဝင်ညခဲ့ရလေးရှိပါတယ်โอเคအဲ့ဒါဆိုလို့ရှိရင်ကျမဒီနေ့ချက်ပြီးတော့ဝင်ညသွားပြီးမြေအကြ ောင်းအရာတွေကတော့တို့တို့တွေဒီ business set up လုပ်တဲ့အခါမှာတို့အနေနဲ့ key business တွေနဲ့ပတ်သက်ပြီးတော့အဓိက business လောက်ဝင် key for the PI အကြောင်းရင်းနဲ့ပတ်သက်ပြီးဝင်ပြသချင်ပါတယ်။တို့အားလုံး business လုပ်ချင်ကြတယ်ဒီနေ့ခေတ်မှာတို့ရော income တစ်ခုနဲ့မလုံလောက်ချင်ဘူး။ဒါပေမဲ့သူရဲ့ဖြစ်စည်းဝါးရေးလုပ်ငန်းကို set up လုပ်ပြီးတော့တည်ထောင်ကြရတယ်။တည်ထောင်ခြင်းနဲ့ okay အောင်မြင်ခြင်းနဲ့အကြောင်းအရာတွေကျွန်တော်တို့ပြောကြရတယ်ပေါ့နော်။ဘာလို့ဒီ success factor ဖြစ်မလဲဘယ်သူဒီအောင်မြင်တဲ့ factor ဖြစ်မလဲကျွန်တော်တို့အများကြီးပြောခဲ့ကြတယ်။ဒါပေမဲ့ဘယ်အချက်အလက်တွေကရှုံးနေနိုင်လဲ။ ဒီ excellent တွေတော့ဖြင့်ကျမတို့ control လုပ်အောင်လို့ဆိုတော့ကျမတို့အမြင်မိမိနေကြပြပါတယ်။အားတမှုလို့ကျမတို့အမြင်နေဆိုလို့ရှိရင် business တွေမှာ key value ဖြစ်နိုင်တဲ့အကြောင်းအရာလေးတွေနဲ့ပတ်သက်ပြီးတော့ key factor လေးတွေကိုညှပ်ပြီးသွားပါအောင်။အဲ့တော့ကျမတို့ဒီ key factor လေးတွေကိုညှပ်ပြီးတဲ့အချက်တည်းမှာ number 1အရေးကြီးဆုံးတော့အချက်ဒီ adaptability to change change လို့ပြောရဲပြောင်းလဲမှုလက်ခံနိုင်မှုတွေကျွန်တော်တို့တွန့်ဆုတ်တာဒီကျွန်တော်တို့အကြီးအမားဆုံးသော failure အရှုံးဖြစ်ပါတယ်အကြီးအမားဆုံးသောဆုံးရှုံးနိုင်ရေးဖြစ်ပါတယ်ပိုင်ရှင်ကိုယ်တိုင်မဖြစ်ဖြစ်ဒီ business ကို set up လုပ်နိုင်မဲ့သူမဖြစ်ဖြစ်စားလုံးကြမဲ့သူရဲ့အမြင်မာတွေကိုကအပြောင်းလဲကိုလက်ခံပြီးတော့ဒီမှာဒီ process မှာပေါ်နေတဲ့သူတွေအားလုံးကအပြောင်းလဲကိုလိုလာပြီးပိုပြီးကောင်းမွန်တဲ့အရေးဖြစ်အောင် business ကိုတည်ထောင်လို့စိတ်မရှိဘူးဆိုရင်ကျွန်တော်တို့ဒီဒီအပြောင်းလဲကိုလက်ခံနိုင်မှုရှိဘူးဆိုရင်ကျွန်တော်တို့ဒီအမြဲတမ်း ဆုံးရှုံးနိုင်မှုဆုံးရှုံးနိုင်ကြရတယ်ကြုံတွေ့ရပါလိမ့်မယ်ရေးဆိုင်ရပါလိမ့်မယ်။ကျွန်တော်တို့ Nokia လေးကိုဒီဖြစ်ပြမလို့မြင်နေကြပါတယ်။ Nokia ဒီကျမတို့ရဲ့ test spectrum မှာဖုန်းရဲ့ blue ဖုန်းရဲ့ blue ကိုကျမတို့ပြောခဲ့ကြပါတယ်။ဖုန်းပြင်ဖုန်း blue ကြီးရလေဒီလိုမျိုး touch ကနေခုနပြောရေးကျမတို့ပေါ့နော်။ဒီ test spectrum ပြောင်းပြီးချင်းနေနေအောင်ကျွန်တော်တို့မလုပ်နိုင်ခဲ့ဘူး။အဲ့ technology ရဲ့ update ဖြစ်တာအမှုမလိုက်နိုင်အောင်လည်းဖြစ်ခဲ့တာဒီကျမတို့ရဲ့ adaptability ကိုချင်းကိုပြက်ကွက်ခဲ့တာပါဒါကြောင့်မို့လို့ပုံးပြီးပုံးပလူနေရာနေဆင်းပေးလိုက်ရပြီးတော့ပြန်လည်သူ့ကိုဒီနေ့ချိန်ကြီးပြန်လည်စူးစမ်းနေရတဲ့ကြီးမားဆုံးအမှတ်တရကိုမမရရစေချင်ပါတယ် အဲ့တော့ဘယ်သူမှစူချင်းကျက်ဆက်ပတ်သက်ပြီးလို့ဟုတ်ဖြစ်ကွက်လာရဆိုရင်တော့တစ်ချိန်ချိန်မှာသုံးရှုံးမှုတွေနဲ့ insight တွေပြရမှာမှန်ပါပဲ။နံပါတ်1အချက်အနေနဲ့နောက်တစ်ချက်အနေနဲ့ကျွန်တော်ပြောချင်တာကတော့ lack of the experience ပါ။အလုပ်တစ်ခုလုပ်တော့မယ်ဆိုရင်ပြည့်ဝရလုံလောက်တဲ့ skillful experience ရှိဖို့လိုအပ်ပါတယ်။မပြည့်ဝရရင်ကိုယ်ဒီလောက်ကြအောင်လုပ်ရင်းနဲ့တင်တော်မှုရေးကြည့်ပါတယ်။ continuous learning development ဖြစ်ပါတယ်။အဲ့လိုမျိုးကျွန်တော်တို့မလုပ်နိုင်ဘူးလေ။ကျွန်တော်မှ experience မပြည့်ဝပဲလေဒီ business ကိုအုပ်ချုပ်မယ်စီမံမယ် set up လုပ်မယ်ဆိုလို့ရှိရင် အဆင်မရှိရတဲ့ပြည့်ဝတဲ့ knowledge မရှိခြင်းမှောက်တဲ့အောင်မြင်မှုအတွက်ပုံပြီးဝေးသွားနိုင်တယ်ဆုံးရှုံးနိုင်မှုပုံပြီးတော့မြားတဲ့အချက်လေးတို့မှာပုံပြီးဖြစ်စေပါတယ်။ Okay အဲ့ဒါဆိုရင်နောက်ချက်ကိုကျွန်တော်ပြင်ဆင်ရမယ်ဆိုရင် ိုက inventory management ပေါ့ကျမတို့ရဲ့ကုန်လက်ကျန်တွေပတ်သက်ပြီးတော့ inventory management system ကိုတိတိကျကျ control မလုပ်နိုင်ခြင်းကလေကျမတို့အတွက်ဆိုလို့ရှိရင်လုပ်ငန်းတွေအတွက်ကိုဆုံးရှုံးမှုဆုံးရှုံးနိုင်ခြင်းပြီးအရေးအကုန်များဖြစ်ပါတယ်အဲ့တော့ core credit management လို့ကျမတို့ခေါ်ရဲเนาะကျမတို့ရဲ့အကျွေးပေးအကျွေးဝယ်အကျွေးရောင်းတဲ့ system တွေပြီးကျမတို့အတွက်ကောင်းမှုနဲ့ပုံစံဖြစ်အောင်လုပ်ငန်းအတွက်ရှင်းလင်းဆက်စားပြားလဲလျှောက်စားဖြစ်တဲ့ပုံစံဖြစ်ရအောင် အဲ့တော့ credit နဲ့ပတ်သက်ပြီးကိုကြွေးတွေယူထားတဲ့ကိစ္စတွေကိုကမတရားမြင်မြင်ပြင်ပေးနေရတယ် နော်အချိန်တက်မဆိုင်မင်းနဲ့ကိုဒီ credit မရဘူးကိုယူရမယ့်လုပ်ငန်းတွေရှင်နေစီရကို supplier ရေးရကြကို credit တွေနဲ့ပတ်သက်ပြီးတော့ credit terms တိုးလေးပဲရနေရယ်နော်အာအဲ့လိုမျိုးဖြစ်ပြီးတော့ကိုရမယ့်လူကြီးကိုစီကနေအကျွေးယူထားတဲ့လူကြီးကြတော့ credit terms အကြာကြီးနဲ့အချိန်အကြာကြီးကျမတို့ပေးထားရတယ်ဆိုကျမတို့ရဝင်လို့လည်းပတ်နိုင်မှာအခက်အခဲအများကြီးဖြစ်သွားမှာဖြစ်ပါတယ်ဒါကြောင့်မို့လို့ဦးရ credit management ရှိခြင်းအားဖြင့်ကျမတို့ business ကို fail ဖြစ်စေပါတယ်နောက်တစ်ခုကကြတော့ business location နဲ့ပတ်သက်တာပါ ပိုးပင်းစံ location ရှိခြင်းကနေရာကောင်းမှကျွန်တော်တို့လုပ်ငန်းကိုမတည်ထောင်ကားနိုင်ခြင်းလုပ်ငန်းကျွဲအကြီးမားဆုံးသောအားနည်းချက်တစ်ခုရဲ့မှာအပါဝင်လို့ဖြစ်ပါတယ်။ကောင်းမွန်တဲ့နာမည်ဆက်သွယ်ရေးအစအလင်းတင်တဲ့နေရာမျိုးမှာကျွန်တော်တို့ဒီ business location ကိုတည်ဆောက်ဖို့အရေးကြီးကြီးပါတယ်။နောက်တစ်ချက်က around business niche ကိုကျွန်တော်တို့ပြောလို့ရတယ်ဆိုရယ် business ရဲ့ niche တွေမှာကျွန်တော်တို့ကိုယ့်ရဲ့ target market ထားတဲ့နေရာမျိုးချေနေရာကိုမှားရင်ကြီးရတယ်။ around business niche ဆိုတာလေ business မှာအကြီးမားဆုံးသောအမှားအယူနဲ့ဆွဲလို့ ဖြစ်နေတဲ့အချက်အလက်တစ်ခုဖြစ်ပါတယ်โอเคအားပါဒီမှာတော့နောက်ထပ်ပဲအချက်လက်တွေပဲဆိုလို့ရှိရင်ငွေကြီးရေးရအရေးကြီးဆုံးတော့ခန့်ကန်တာရေးရမှာပတ်စံပတ်စံပတ်စံ manual profit တွေကျွန်တော်လုံးလုံးကြာတာဖြစ်တယ်လေ financial နဲ့ပတ်သက်ပြီးတော့ mismanagement ဖြစ်ချင်းတာလေကျွန်တော်တို့သိသိချာချာငွေကြီးရေးနဲ့ပတ်သက်ပြီးစီမံခန့်ခွဲမှုမြင်ပြင်ကြရတယ်ကျွန်တော်တို့လုပ်ငန်းတွေအတွက်ဆုံးရှုံးနိုင်ခြင်းကိုအများကြီးမြင်ပါစေပါတယ်နောက်တစ်ခုကျွန်တော်တို့ fit က်တယ်လို့ပြောတယ်ဖိအဆက်တွေပေါ်မှာရင်းနှီးမြှုပ်နှံထားတာပေါ့နော်ဒီဟာကြီးနဲ့ပတ်သက်ပြီးရင်းနှီးမြှုပ်နှံထားတာတအား over ရင်းနှီးမြှုပ်နှံထားတယ်ငွေတွေကခုနကပဲလုပ်ငန်းရဲ့လေပတ်မှုလုပ်ငန်းရဲ့ building အဆောက်အဦတွေမှာတအားနှိမ့်ညွတ်ပြီးတော့ set ကအားဖြစ်ပြီး set cost တွေတအားဖြစ်ပြီးနှိမ့်ညွတ်ကုန်ကြနေခြင်းရတယ်ကျမတို့ငွေတွေကိုအိတ်စီပါတယ်မလဲပတ်နိုင်ကြပါဘူးအဲဒါကြောင့်မလို့ business အတွက်ကြီးမားတဲ့ထိခိုက်ဆုံးရှုံးမှု ဖြစ်စေနိုင်တဲ့အကြောင်းအရာကြီးကျွန်တော်တို့ဖြစ်ပါတယ်။ Okay နောက်ပြီးတော့နောက်ချက်ပါလဲလို့ပြောလို့ရှိရင်လုပ်ငန်းကိုစတင်နေတဲ့နေရာမှာသစ္စာမရှိဘဲနဲ့ insufficient capital လို့ပြောရင်ဝေးချင်းမလုံလောက်ခွဲတဲ့လုပ်ငန်းစတင်တာပါ။ဒါဆိုရင်ဝေးချင်းမလုံလောက်ခွဲတဲ့လုပ်ငန်းစတင်လို့မရဘူးလား။ကျွန်တော်ဒီလိုမေးပြရှိပါတယ်။ဟာသူတွေပြောဝေးဟိုစလုပ်ဖို့ရဲ့အရေးကြီးတာဆိုမဖြစ်လို့ insufficient capital လို့ပြောတာလို့ဆိုရင်ကျွန်တော်တို့ဒီလိုလုံလောက်လို့ရှိရင်ဝေးချင်းမှာချင်းရဲ့ပုံစံမှာစနစ်တကျတဲ့ကျွန်တော်တို့ဘယ်လို ပြန်ဆက်ပါလေဘလိုပုံစံနဲ့ချီးယူမလဲဒုနိုသက်သက်ပါပါနဲ့လုပ်ငန်းအတွက်ကောက်ကူထုတ်လန့်ရှိပြီးတော့မှမတို့လုပ်ငန်းကို insufficient capital မဖြစ်အောင်လို့မတို့ချီးယူပြီးလုပ်ငန်းလုပ်လို့ရပါတယ်ငွေကြေးကိုတည်တည်ရှာချီးယူမယ်ဆိုရင်လည်း plan နဲ့တည်ထားလို့တက်ပါတယ်အဲ့တော့တိတ်ချလည်းမရှိ เนาะအကြီးပြေဖို့ plan လေးတိချာမဖြစ်ဘဲနဲ့လူဝေးရေးချင်းရေးမလုံလောက်ခင်းနဲ့ cap တဲ့အရင်းကြီးမလုံလောက်ခင်းနဲ့လုပ်ငန်းစတင်ရင်ကတို့တို့ business ကိုကြီးရတော့ကြီးမားမှုအဟံအကြာဖြစ်စေမှာနောက်တစ်ချက်အရေးကြီးဆုံးကအချက်ဒီပါလေလို့ပြောလို့ရှိလို့ရှိရင် lack of the internet control system အရှိရ plan နေနေဘလောက်ပဲကောင်းကောင်း management ရဲ့သဘောတရားမှာဆို controlling stage အထိအများနိုင်မှု implementation တွေဘလောက်တည်တည်ချာဖွဲ့စည်းပုံနဲ့တည်တည်ချာချာတိစောက်လုပ်နိုင်တာအကောင့်ထဲပေါ်ရည်လုပ်ခဲ့လုပ်ခဲ့ controlling မြန်ပြင်းနေဆိုပြီး ထိန်းချုပ်ကြီးချက်ကိုကယ်မှုမြင်ဖြစ်နေဆိုရင်အားလုံးကိုအိပ်ပေါက်နဲ့ဖားောက်ပြီးအုပ်ပုံမျိုးဖြစ်ပါလိမ့်မယ်။အရာအားလုံးကိုအဝင်အထွက်ငွေရစီမှုအားစလုံသားအင်အားအရာအားလုံးအားစဖလိုမီမီနဲ့တိချာဌာနရင်းကြီးချက်ကိုကယ်နိုင်မှုအင်တာနက်ကိုထွတ်စစ်စင်ကောင်းမှုဆိုတာအရေးကြီးတဲ့ချက်ဖြစ်ပါတယ်။အင်တာနက်ကိုထွတ်စစ်စင်ကောင်းမှတာလေ business တွေကိုတကြမမှန်နဲ့သုံးရှုံးနိုင်ရကာကွယ်နိုင်မှုဖြစ်ပါတယ်။ဒီနေ့မှာတော့ညှက်ပြီးသွားတဲ့အကြောင်းအရာတွေက e-business value ဖြစ်နိုင်တဲ့အချက်လေးကိုညှက်ပြီးသွားပါတယ်။ဒီအချက်လက်တွေကိုရှောင်ရှားရင်းနဲ့ပုံမကောင်းမှုနဲ့ business ရဲ့အယူ ေးအောင်မြင်တဲ့ဒီလုပ်ငန်းမျိုးပိုင်ဆိုင်တဲ့လုပ်ငန်းရှင်တွေဖြစ်ကြပါစေလို့စတင်ပေးပါရစေ။ channel လေးကို like နဲ့ subscribe လုပ်ပေးကြပါအောင်။ကျေးဇူးတင်ပါတယ်။